အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေနိုဝင်ဘာလ10ရက်နေ့မနက်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တီးတိမ်မျိုးမှစစ်ကြောင်းထိုးရန်ထွက်လာသောစစ်တပ်ကိုတိုက်ခိုင်းမှုစစ်သား40ဦးသေဆုံးပြီးလက်နက်ခဲယမ်းများနဲ့စစ်တုံးမတ်တချို့ရရှိစစ်တပ်ကအာရမပြုကျင့်ခဲ့သောအမျိုးသမီးတအုပ်အပါအဝင်တီးသူ14ဦးကိုခဲထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ် ချင်းပြည်နယ်တီးတိမ်မြို့မှာစစ်ကြောင်းထိုးရန်ထွက်လာသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်သား40ဦးသေဆုံးပြီးလက်နက်ခဲယမ်းများနဲ့စစ်တုံးပန်းတချို့ရရှိကောင်းစစ်တပ်ကအာရမပြုချင်းကဲ့သို့အမျိုးသမီးတအုပ်အပါဝင်တီးသူ14ဦးကိုကယ်ထုတ်နိုင်ခဲ့ကြောင်းချင်းညီနောင်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။အော်တိုဘာလ29ရက်နေ့တွင်တီးတိမ်မြို့အတွင်မှအကြမ်းဖက်စစ်သားအင်အား200ကျော်ဖြင့်ခြေလင်းထွက်လာပြီးစဲဆန်ရွာတွင် စခန်းချကညာအိတ်ဆက်လက်ထွက်ခွာလာသောအကြမ်းဖက်စစ်သားများကိုချင်းညီနောင်တပ်ဖွဲ့များကခြေမုံတိုက်ခိုက်ခဲ့ရာအော်တိုဘာလ30ရက်နေ့ တီးတိမ်ကလေးလံဂျန်လိုလံခွဲအနီးပတ်ဝန်းကျင်၌အပြန်လံပြစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါသည်။ရှင်းတိုက်ပွဲတွင် အကြံဖတ်စစ်သားများအထင်အသာဖြင့်စစ်မတိုးနိုင်တော့ပင်ထိုနေရာတွင်စခန်းချညှိအိတ်ခဲ့ပြီးအော်တိုဘားလ31ရက်နေ့တွင်တီးတိမ်မြို့ခါလာရ269မှစစ်သား80ခန့်တက်ကူထပ်ပုခဲ့ကြောင်းသိရပါသည်။နိုဝင်ဘာလ၁ရက်နေ့တွင်နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီးစစ်သားအများပြားထိခိုက်ဒေဆုံးကာ လက်နက်တချို့နဲ့ချောဆွဲထားသောပြည်သူပိုင်မော်တော်ကားတစ်စီးကိုချင်းညီနောင်တပ်ဖွဲ့များကသိမ်းဆီးရရှိခဲ့ကြောင်းနိုဝင်ဘာလ၂ရက်နေ့တွင်လည်းနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ၃ရက်နေ့တွင်အကြမ်းဖက်စစ်တပ်ကဒေသနေပြည်သူများကိုလူသားတိုင်းဖြစ်ဖမ်းဆီးအုံပြုကာထိုးစစ်ဆင်လာသည့်ဖြင့်ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာတီးတိမ်ကလေးလန်စွန်ပီးလန်ခွဲဘက်မှစစ်အင်အားတချို့ထွက်ရှိလာသည့်ဖြင့်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါတယ်။ နိုဝင်ဘာလ6ရက်နေ့တွင်အကြံဖက်စစ်တပ်မှလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးအာဓမပြုကျင့်ခံခဲ့ရသောအမျိုးသမီးတဦးအပါဝင်ဒေသခံပြည်သူ14ဦးကိုချင်းညီနောင်တပ်ဖွဲ့များမှခေတင်နိုင်ခဲ့ပြီးစစ်တုံးပတ်တချို့ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲကာလတလျှောက်တွင်အကြံဖက်စစ်တပ်မှအနည်းဆုံးစစ်သား40ခန့်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင်ထွက်ပြေးလွတ်မြောက်သူတချို့လည်းရှိကြောင်း ်အကြံဖက်စစ်တပ်တပ်ဖွဲ့ဝင်များ၏လက်နက်ခဲယံများနှင့်ချောဆွဲထားသောပြည်သူပိုင်မော်တော်ကားတစ်စီးကိုပြန်လည်သိမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်ပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့မှစ၍ချင်းပြည်နယ်တီတိမ်မြို့ခါလာယာ269ကိုအကြံဖက်စစ်တပ်က MI70D ရဟယင်အမျိုးအစားဖြင့်အခောက်ရီ26ကျိန်စင်တပ်ကတပ်အင်အား900ဖြင့်စတိုက်ပို့ဆောင်ခဲ့ပြီးနောက်အင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းချင်းကြီးနောင်တပ်ဖွဲ့ကအသိပေးထားပါသည် ရှင်အကျန်းဖတ်စစ်တပ်စစ်ကြောင်းသည်တီတိမ်မျိုးမှကလီလန်ပိုင်တိုင်းငင်းဘက်သို့ဦးတည်ကစစ်ကြောင်းထိုးနေခြင်းဖြစ်ပြီးစုစုပေါင်းစစ်သားအင်အား400ခန့်ပါဝင်ကြောင်းသိရပါသည်။ဆက်လက်ပြီးအရာတော်မျိုးအမှတ်နှစ်ခိတ်စခန်းရှိအကျန်းဖတ်စစ်သားများတိုက်ခိုက်ခံရပြီးစခန်းစွန့်ခွာထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။စကိုင်းတိုင်းမုံရွာခရိုင်အရာတော်မျိုးအမှတ်နှစ်ကြောင်းရှိအကျန်းဖတ်စစ်တပ်စစ်စည်ရေးခိတ်စခန်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့ရာအကျန်းဖတ်စစ်သားတွေစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဒီပဲရင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ချပါတယ်။နိုဝင်ဘာ9ရက်မနက်ပိုင်းကအရာတော်မျိုးအမှတ်နှစ်ကြောင်းရှိအကြံဖတ်စစ်တပ်ရဲ့စစ်စေးရေးခေစခန်းကိုဒေါ်လန်ရေးတပ်တွေကစီးနှင်းတိုက်ခိုက်ခဲ့ရာတိုက်ပွဲ15မိနစ်ကြာဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်သားတွေစခန်းဆုံးခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲဒီနောက်စခန်းကိုရှင်းလင်းခဲ့ရာ7.62900တက်ဆက်တောင်း5.56400တောင်းအိုင်ကွန်လေးလုံးပတ်စံ2,940,600ကျန်စစ်သုံးခရာတလုံး ကြီးကားအုပ်ထုပ်တလုံးခမောက်ဝိုင်းတလုံးစစ်သုံးတွေအိတ်လေးလုံးစိုက်ကဲ၃စီအီကွိမန့်တစ်စုံနဲ့စစ်အသုံးဆောင်ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါစစ်စင်ရေးကိုအရာတော်ပကဖာဒီပရင်ပကဖာနဲ့ကျတဲ့နဲ့ပျောက်ကြားတပ်ဖွဲ့ LDF အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။